ဟယ်လိုချီရီဗီဖိုင်နမီသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်မေလ30ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျောင်းနဲ့အတူတို့ထဲမှာကြည့်ကြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်လူရင်းတူရှင်သတင်းအတိုးလေးကြည့်လိုက်အောင်နော် မြောက်ရီနေဆက်ရှိစစ်ကောင်စီဘေးရင်တော်တက်စကန်တော်လိုင်းရေးပောင်းတက်ဖွဲ့များကထပ်မံသိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့မြောက်ရီမြို့နယ်တော်တော်နီးနေတဲ့နေရာဖြစ်ပါတယ်။မြောက်အကြောင်လည်းမြောက်ရီမျိုးဆောင်တက်ကလက်လက်ကြီးပြတညလုံးပြစ်ကူပေးနေတယ်လို့သိရတာပေါ့နော်။အဲတော့ဒီကိရင်မျိုးသား COKN ကတမ6နင်းမြေမြောက်ရီမြို့နယ်ရှိစစ်ကောင်စီရဲ့နေဆက်တက်စကန်တစ်ခုဖြစ်သောဘေးရင်တော်တက်စကန်ကိုတော်လိုင်းရေးပောင်းတက်ဖွဲ့များကယနေ့မေလ30ရက်နေ့ပိုင်းတွင်သိမ်းဆည်းရမိကြောင်းသတင်းရရှိပါခင်ဗျာ။ ယခုသိမ့်ပက်လိုက်သည့်တက်စခန်းဟာနေဆက်မှာရှိတဲ့ဘူဟာမြောက်စခန်းတစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်သားများထွက်ပြေးသွားတယ်လို့လည်းသိရတယ်။အဲ့တော့ကျွန်တော်တို့မြောက်ဦးရီမြို့သိမ့်တိုက်ပွဲကနောက်တစ်ခေါက်ပြန်ဖြစ်လာဖို့ကသိပ်မကြတော့ဘူးလို့ကျွန်တော်တို့ခန့်မှန်းရတယ်ပေါ့နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဆောင်းပြောင်းရွာတိုက်ပွဲစစ်တပ်မများနဲ့လက်နက်ခဲယမ်းများရလို့ဖဲကုံ PDF ကပြောပါတယ်အဲတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့ဆောင်းပြောင်းကျွရံတက်ဆွဲထားသောစစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တပ်စခန်းများတိုက်ခိုက်အရာစစ်တုံးမများနဲ့လက်နက်ခဲများရရှိခဲ့ကြောင်း Fagon PDF ကသတင်းထုတ်ပြန်ထားပါတယ်နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းစစ်သားစုဆောင်ခံရတဲ့လူငယ်နှစ်ဦးကစစ်ကောင်စီကိုပြန်လဲတော်လိုက်ရန်လက်နက်များယူလာပြီး PDF ထံအလင်းဝင်လာတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့ဒီအဖွဲ့တွေကတော့စစ်ကောင်စီတပ်ကအထမစစ်သားစုဆောင်ခဲ့တဲ့စစ်မှုရန်တပ်သား တနှစ်ဦးလက်နက်ခင်းရယူလာပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF viewer 33ဒေါနာတရင်ထံလင်းဝင်လာတဲ့အကြောင်းဒေါနာတရင်ကသတင်းထုတ်ပြန်ထားပါတယ်နော်အဲ့တော့ဘာဖြစ်ဖြစ်အခုချိန်မှာလင်းဝင်လာတဲ့လူတွေကတော့သတိထားဖို့လည်းလိုပါတယ်နော်အဲ့တော့ဟိုစစ်ကောင်စီရဲ့သရှူတွေကအခုမန်လေး PDF ထဲမှာရောက်ရှိတာကိုဖော်ထုတ်နိုင်ခဲ့သလိုပဲဒါမျိုးသရှူတွေတခြားနေရာမှာလည်းရှိနိုင်သလိုထပ်ပြီးတော့လည်းရောက်လာနိုင်ပါတယ်နော် ကဲပထမအဦးဆုံးကျွန်တော်နားထောင်မှတဲ့ငါတော့ကြောက်ဖြူမျိုးနဲ့တိုက်ပွဲမှာ AA ကစနိုက်ပါနဲ့ပြစ်ခတ်လိုက်လို့နီးပြွာမှုတူဦးနဲ့ဗိုလ်ကြီးတူဦးမျိုးစားဖြစ်သွားတဲ့ဇာတ်ရင်နားထောင်ကြည့်လာအောင်နော်ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်းကစစ်ကောင်စီရဲ့နှမ်းဖဲတောင်ကာကင်းစခန်းကိုအာရခတပ်တော်ကတင်ပိုက်လိုက်ပြီးစစ်ကောင်စီတပ်ရဲ့တမတတနီးပြွာမှုတူဦးနဲ့ဗိုလ်ကြီးတူဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးမှုရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်နောက်ထပ်လဲစစ်တွင်မျိုးနဲ့မိုင်းနှစ် 80အကွာနာကိုမုံတိုင်းကြီးရောက်နေပြီလို့သတင်းရရှိပြီเนาะအဲ့တော့မကြခင်ဒီစစ်တေဘူမုံတိုင်းရောက်မဲ့အနေတိုင်းရှိပါတယ်เนาะအဲ့တော့ဒီတာလီဆိုအမျိုးတွေအတွက်ပေါ့เนาะဒီမှာမုံတိုင်းသတင်းလေးချက်တော့တွက်ကြည့်လာအောင်เนาะဟုတ်အာနေ့လေ7နှစ်နာရီပေါ့နေ့လေ7နှစ်နာရီကျော်ပြီးတော့တနာရီပတ်ဝန်းကျင်လောက်မှာစစ်တွေရဲ့အနောက်ဘက်မိုင်280လောက်ကိုရောက်နေတယ်အားပူကောင်းလာတယ်အဲလောလောဆယ်မှာအာဘယ်လိုပေါ့မလဲ wear mask ပေါ့เนาะတိသာထင်ရှားတဲ့လေပြာနဲ့ရေဝန်အဆင့်ဖြစ်လာတယ်အာပြီးရင်နောက်ထပ် 24နာရီအတွင်းမှာထပ်ပြီးတော့သူကအားပို့ပြီးတော့ထက်ကောင်းလာမယ် depression ဖြစ်လာမှာပေါ့နော် depression ဆိုတော့ကျွန်တော်တို့အားအလွန်အားကောင်းတဲ့လေပီယာနဲ့ရပ်ဝန်းပေါ့အဲ့ဒီအခြေအနေဖြစ်လာမယ်မုန်တိုင်းငယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒီကနေပြီးတော့မှအဲသူကကန်းရှင်တွေကတအားနှီးသွားပြီးအဲ့ဒီအခြေအနေကြလို့ရှင်အဲ့တော့ဟို ECMWF ကတော့ chat ကတော့ဒါ cyclone မုန်တိုင်းဖြစ်နိုင်ကြည်ဟိုကုန်းပေါ်ရောက်တဲ့အထိကိုသူက100%အဲ့ဒီလိုမျိုးတော့ပြောနေတာရှိတယ်အဲ့တော့ ဘယ်လိုဖြစ်လာမလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တို့တော့ cyclone ဖြစ်လာရင်အဲ cyclone ဘာနာမည်ပေးမလဲအဲ့ဒါစောင့်ကြည့်ပြီးတော့အဲ cyclone နာမည်ပေးတဲ့ဥစ္စာနဲ့ကျွန်တော်တို့မှတ်တမ်းတင်ရုံပါပဲအဲ့ဒီလိုပဲလုပ်လို့ရမယ်ပြီးတော့မှရခိုင်ကန်ယူရန်တစ်လျှောက်ဒါ fly ရောလီရောပြင်းမယ်တနအိမ်ပိုင်းလေးတွေရောတိုက်မယ်မြို့ဝကျွန်မကန်ယူရန်ဆိုအခုတချို့အကန်းကြီးနာရွာတွေတချို့မှာအဲပင်လယ်ဘက်ကလာတဲ့ fly 6ပြီ9ပြီလောက်စပြီးတော့ရိုက်နေတာရှိတယ် အာမုန်တိုင်းတဲ့တဲ့ဝင်တာမဟုတ်တဲ့အတွက်မုန်တိုင်းဒီလိုင်း storm surge ကကြောင်းမလို့ရေတွေတက်လာတာမျိုးတွေတော့မဖြစ်ဘူးပေါ့ကဲဒါတော့စစ်တွေမှာမုန်တိုင်းတိုက်ခိုက်နိုင်ခြေရှိတယ်ဆိုသုံးတထားဖြစ်ပါရနော် cyclone မုန်တိုင်းအသေးစားလေးဖြစ်မယ်လို့လည်းခန့်မှန်းထားပါရနော်အဲ့တော့ဒါလေးစအမျိုးတွေသတိထားဖို့တင်ဆက်ပေးလိုက်ပါတယ် ကဲနောက်ထပ်သတင်းကတော့အဲ့ဒီရခိုင်မှာရှိတယ်ပေါ့နော်ဒီကြောက်ဖြူမြူနာကဒီတရုတ်စစ်ုံထဲမှာဒီဂျမစစ်ကောင်စီဖွဲ့တွေလက်နက်ကြီးတွေလာစင်လို့ပေါ့နော်တရုတ်ဝန်ထမ်းတွေထွက်ပြေးသွားတယ်ဆိုသတင်းထားတော့ကြည့်ရအောင်ပေါ့နော်အဲ့တော့မကြခင်တိုက်ပွဲတွေဖြစ်လာမယ့်အနေအထားမှာတွေ့နေရပါတယ်နော်အပြီးကြောက်ဖြူမြူနဲ့ဂုံရှင်အုပ်စုမှာရှိတဲ့ OGD စစ်ရုံဝန်ကိုစစ်ကောင်စီကကာကင်းစခန်းအဖြစ်အထိုင်ချလိုက်တဲ့အတွက်စစ်ရုံထဲကတရုတ်ဝန်ထမ်းတွေနေရာရွှေ့ပြောင်းထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်မေလ23ရက်က စစ်ကောင်စီရဲ့ရည်တက်အင်အားနဲ့ကြီးတက်အင်အားအမြောက်အများဟာ OGD စစ်ရုံဝန်ရဲ့အတွင်းအပြေးမှာနေရာယူလိုက်ပြီးတော့စစ်ရုံလက်ပတ်မှုကိုလည်းရန်နာထားရတာဖြစ်ပါတယ်စစ်ကောင်စီကစီမံကိန်းစစ်ရုံဝန်ထဲမှာဘန်ကာတွေလုတ်တယ်နောက်ပြီးတော့စစ်ဖြစ်တဲ့နေရာတွေကိုအဲ့ဒီကနေအမြောက်ကြီးတွေနဲ့ပစ်ကူပေးတယ်အဲ့ဒါကြောင့်လို့တရုတ်ဝန်ထမ်းတွေကတိုက်ပွဲဖြစ်လာမှာကိုသိလို့စီမံကိန်းကိုရပ်ပြီးတော့ထွက်ပြေးသွားကြတာလို့ကြောက်ဖြူဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်။ တဘာဝတန်းခွေတန့်စဉ်စစ်ယုံ OGD အနည်းကိုစစ်ကောင်စီကမေလ23ရက်ကကြီးတက်ရစ်တက်အင်အား400ကျော်ဖြစ်ခဲ့ပြီးတော့အဲ့ဒီစစ်ယုံအနည်းဝင်ချင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။အဲ့ဒီစစ်ယုံဟာကြောက်ဖြူမြို့နယ်ဂုံးရှိန်ကြေးရွာအနီးမှာရှိပြီးတော့တိုက်ပွဲဧရိယာနဲ့အလွန်နီးကပ်တဲ့အနေအထားလည်းဖြစ်ပါတယ်။တရုတ်တွေကထွက်ပြေးသွားကြပြီးတချို့ကရန်ကုန်ကိုပြန်တယ်တချို့ကတော့မဒေးကျွန်းကိုသွားကြတယ်။နောက်ထပ်ဒေသခံတအူးကလေးဦးရဲ့အဖန်ကိုပြောပါတယ်။ ကဲဒါတော့เนาะကြောက်ဖြူမှုမှာရှိတဲ့ဒီတေယုတ်စိတ်ုံတွေကတေယုတ်တွေထွက်ပြေးသွားတဲ့တင်ဖြစ်ပါเนาะကဲကျွန်တော်ထပ်နားထောင်မှာတင်ကတော့ကျွန်တော်ရဲ့ comment ထဲမှာတောင်းဆိုကြရပါဘောเนาะတကယ်ဥလိုက်ဥလိုက်ဝင်းရဲ့သုံးသက်ချက်လေးတွေလည်းထည့်ပြပါဆိုလို့ဘောเนาะဒီမှာသုံးသက်ချက်လေးတစ်ခုကျွန်တော်ထည့်ပြလိုက်ပါတယ်အဲ့ဒါဘာလဲဆိုတော့အခုဒီကရင်တော်လိုင်းကြီးမှာဘောเนาะအခုကရင်နေရဆိုရင်အခုဒီစကိုင်းနေတိတ်လာတာအားလုံးမြင်မြင်ဖြစ်ပါတယ်เนาะအဲ့တော့ဒီတော်လိုင်းကပြီးသွားရင်တိုးတက်ဆုံး ပြည်နယ်ထဲမှာကရင်လည်းပါတယ်ဆိုတော့ကိုသုံးသက်ထားဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကရင်ကပြောမယ်ဆိုစီးပွားရေးအချက်အချာကြတယ်ဗောနော်။ထိုင်းလိုနိုင်ငံနဲ့ဆက်သွဲတဲ့ဟာမျိုးလည်းရှိသလိုနောက်ပြီးတော့ဒီတော်လိုင်းရင်းမှာဆိုရင်ထူးခြားချက်ရှိတာကဒီမြောက်ပိုင်းလိုတော့မဟုတ်ဘဲနဲ့ဗောနော်။သူတို့မှာခိုင်မာတဲ့ရည်တည်ချက်တွေရှိတယ်ဗောနော်။အဲ့တော့ဥလိုင်းဝင်သုံးသက်ထားပဲနောက်ထောင်ကြည့်လာနော်။ပြောချင်တာက KNU ကကရင်အစိုးရနဲ့ကရင်နိုင်ငံကြီးညာပြီးကရင်ပြည်နယ်ကိုအုပ်ချုပ်မယ်ဆိုရင် ေချာတာတခုကစစ်ကောင်စီနဲ့တော့ပါတာအမှန်ပဲဗျာကျွန်တော်ဒီညမှာ Federal အစိုးရတွေဒီမိုကရေစီတွေလူ့အခွင့်အရေးတွေခဏမေ့ထားအောင်မယ်ကျွန်တော်တို့ဒီကျွန်တော်တို့တော်လှန်ရေးကြောင့်ရလာမယ်ကျွန်တော်တို့အုပ်ချုပ်သူတွေစစ်ကောင်စီနဲ့သာရင်တော့ဒါကျွန်တော်တို့အကျိုးအမြတ်ထွက်တယ်ကျန်တာကတော့ပို့ပြီးတော့ပို့ပြီးကောင်းလာရင်တော့ကျွန်တော်တို့ဂုံနူးထွက်တာပေါ့ဗျာပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးအခွင့်စစ်ကောင်စီနဲ့တော့သာဖို့လိုတယ်ဒါမဲ့ကရင်ပြည်နယ်ရဲ့အနေအထားများရာ ဒီကရင်အဖွဲ့အစည်းများဟာစစ်ကောင်စီနဲ့တာလာတော့အမှန်ပဲအဲ့တော့အေဒီအနေထားများရပါတီတို့ဟာဟိုအဲ့တော့ပါတီတို့ကိုကျောင်းစင်တာက တွေ့ကြုံရှိတဲ့သူတို့မြေပြင်မှာလည်းစနစ်တကျဖွဲ့စည်းထားတဲ့အလုံးအမတန်ခိုင်မာတဲ့အုပ်ချုပ်ရေးရန်တရားရှိတယ်အဲအခုလိုနီးပညာခင့်မပြောနဲ့နီးပညာမထွန်းကားခင်လွန်ခဲ့တဲ့အနှစ်40အနှစ်30အနှစ်50တုန်းကတော့အဲ့ဒီသူတို့ထိန်းချုပ်ထားတဲ့ KNU နယ်မြေမှာမဟုတ်တာလုံးလို့ကတော့ KNU ကရေစုံရေပြလိုက်တယ်ကျွန်တော်ပြောသလိုမူရေးစေဝါရောင်းခြင်းဓမြတိုက်ခြင်း လှုပ်လို့ကတော့နော်သူတို့ရဲ့ပြည်သူတွေကိုမတရားလှုပ်ခြင်းပေါ့အဲ့ဒါမျိုးလှုပ်လို့ကတော့သူတို့ကိုတတ်တိုင်လို့ကတော့သူတို့ထိကြိုက်တယ်လို့ယူဆလို့ကတော့ရေစုံရေပြားလိုက်တယ်ဒါတော့အခုလိုနီးပညာမတိုးတက်တယ်တဲ့ခင်ကြည်ပါအခုလိုနီးပညာဖုံးတွေဖွက်ကနေဖက်ကနေခေါ်လို့ရတဲ့ခင်ကြည်မှာကျွန်တော်ယုံကြည်ပါတယ်တကယ်လို့သာဖတ်တီတို့က ဒီဒေသကိုလူမြောက်အောင်လုပ်ပေးလိုက်ပြီးတော့အုပ်ချုပ်လိုက်လို့ရသွားမယ်ဆိုရင်စစ်ကောင်စီဘလောက်ပဲလေချောင်းကပုံကျဲပုံကျဲဒေသခံပြည်သူတွေကတော့အလွန်အမတန်ငြိမ်းချမ်းသာယာမှုတွေရသွားမှာအသေးစားပဲအဲ့ဒီထဲကမှတိုးတက်မှုတွေအများကြီးရသွားနိုင်တယ်ထိုင်းနိုင်ငံနဲ့လည်းဖာတီလူနဲ့ပါပြဿနာမှမဖြစ်တရုတ်နဲ့မတူဘူးထိုင်းနိုင်ငံကအဲ့တော့တိုးတက်သွားမှလည်းအမှန်ပဲနီးမှန်လမ်းမှန်တိုးတက်တယ်လို့ပေါ့ဗျာ BGF တို့လိုနီးမှန်မှန်လမ်းမှန်တိုးမက်လို့လည်းရှိနိုင်တာပေါ့ ဒါပေမဲ့ဒေသခံတွေရဲ့အကျိုးအများကြီးရှိမယ်။အဲ့ဒီဒေသခံတွေအကျိုးရှိလာရင်ပါတီတို့ရဲ့စိတ်နေစိတ်ထားများအရာ ကျွန်တော်တို့တွေကိုပြစ်မှတ်ထားတာဖြစ်တဲ့အတွက်မျိုးတော်လန်ကြီးဘက်တော်ဘက်တော်သားများရဲ့ခိုးလုံးရနေရာအစ်စ်တွေဖြစ်လာမှာ အသေးစားပဲ။ဒါဟာအရှိတရားပါ။ဒါဟာအရှိတရားပါ။ဘယ်ကိစ္စမှမဆိုကျွန်တော်တို့အစိုးမြင်ပြီးတော့အစိုးဘက်ကစဉ်းစားလို့ရတယ် ဘယ်ကိစ္စမဆိုအစိုးဘက်ကနေညင်ပြီးတော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနှိုင်းရှင်စရာမြန်မာနိုင်ငံကြီးဒါဒီစစ်ကောင်စီနဲ့ပဲနှိုင်းရှင်ရမှာဒီစစ်အုပ်ချုပ်ရေးရန်တရားနဲ့ပဲနှိုင်းရှင်ရမှာသူတို့နဲ့ဆိုင်ရင်တော့နေပြောလိမ့်မယ်အဲ့ဒီတည်းမှာမှထိုင်းနိုင်ငံကတရုတ်နိုင်ငံနဲ့မတူဘူးဘင်္ဂလားဒေ့ရှ်နဲ့လည်းမတူဘူးအိန္ဒိယနဲ့လည်းမတူဘူးကုလူဆက်ဆံစီးပွားရေးရောင်းဝယ်ရေးလုပ်ဖို့အလွန်အမတန်ကောင်းတဲ့ဒေသဖြစ်တယ်ပြောချင်တာက ထိုင်းပြည်ကအထိုင်းအစိုးရနဲ့ဒီဖာချီတိုးနဲ့ဆက်ဆံရေးတခုကိုထူထောင်လိုက်နိုင်တယ်ဆိုရင်အေဒေတာမှာရှိတဲ့ပြည်သူပြည်သားများအများကြီးတိုးတက်ရာတိုးတက်ကြောင်းတွေဖြစ်လာမှာမလဲမသိဖြစ်တယ်။ကဲဒါတော့ဥလိုက်ဝင်အသုံးသချက်ဖြစ်ပါတော့။အဲ့တော့ဖာချီတွေရဲ့ဒီအုပ်ချုပ်မှုရန်တရားတွေနဲ့သူတို့ရဲ့စိတ်တက်တွေသူတို့ရဲ့ဒီအုပ်ချုပ်နိုင်စွမ်းတွေကစစ်ကောင်စီတက်တာတော့အမှတ်ပါဘူးနော်။ခုဆိုရင်လဲကျွန်တော်ຫນွေယူတွန်လိုင်းမှာဆိုရင်ဒီ ကျွန်တော်တို့ရဲ့ရှေးဦးပေါ့နော်ပထမဦးဆုံးဝင်တဲ့ဒီ PDF ပြီဆိုရင်ဒီကရင်နယ်မှာရောက်ပြီးမှဒီလက်တင်တန်းတွေကိုသူတို့ကပေးထားခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဒီ online ရေးအစမှာဆိုရင်ပြောမယ်ဆိုရင်စပြီးတော့လှုပ်ရှားတာတော့ KNU ပဲဖြစ်ပါတယ်နော်အဲ့တော့ new online ရေးနဲ့ပတ်သက်လာရင်တော့ဒီကရင်နယ်ရဲ့ပါဝင်မှုကလည်းတမိုင်းတစ်ခုဖြစ်မှာပါနော်သိကြပါတယ်နော်ကဲနောက်ထပ်သတင်းဗီဒီယိုတစ်ပုဒ်ကတော့ဒီ line ပေါ်မှာအာချောင်နေတဲ့ဘောမာတွေကိုပေါ့နော်ဒဲဆော်လိုက်တဲ့ဥချော်ရဲ့ဗီဒီယိုပေါ့နော်နောက်တစ်ခုတော့တိုင်းမှကြည့်လာအောင်နော်ဘာလို့ပြောထားလဲမသိဘူးနေရမင်းတို့မှတ်မိမှာပါအဲ့ဒါဟွန်း မင်းတို့ကမင်းတို့ဘက်ကဝါရဖြန့်တာတော့ဟိုဒီတရားလာဆောက်တာပေါ့နော်တရားလာဆောက်တာမင်းတို့ဆောက်ကြံညံစိုးတွေကအကုန်လုံးဘုရားမနုမနတ်ကောင်းနေမဟုတ်ဘူးနော်မနုမနတ်ကောင်းနေမဟုတ်ဘူးအဲ့မှာ25ရောက်နော်အဲ့မှာလမ်းဆောက်အဖြစ်နဲ့ထားရပြီးတာမှတ်မိတယ်နော်အဲ့တော့မင်းတို့ဒီကနေလေးတမကြောင်တမ6ကျွေးတယ်မနော်အဲ့ဒါငါနေခဲ့တဲ့နေရာပဲနော်ငါတောင်ထမ်းဆောင်ခဲ့တဲ့နေရာပဲ ဘာကြောင့်လဲငါလည်းကိရင်တယောက်ဖြစ်တဲ့အတွက်ငါထမ်းဆောင်ခဲ့တဲ့နေရာပဲမင်းတို့ငါပြောပြလိုက်မယ်နော်အဲ့ဒီကနေလေးဆိုတာကကနေလေးကနေဆက်သွားလို့ရှိရင်မော်ခီမော်ခီမော်ခီပြီးမဲဟူမဲဟူပြီးဝော်လီဝော်လီပြီးစကန်ဒစ်စကန်ဒစ်ပြီးဂျိုင်တုံဂျိုင်တုံဟုတ်နော်ဒီကျွန်တော်တတ်တချီလေးဂျိုင်တုံမဟုတ်ဂျိုင်တုံဂျိုင်တုံလို့ခေါ်တယ်နော် 哎啦，你 hmm. 我,我, Arizona, 我你个嘞，你阿里一边，我张文张爽，我给你四大不话龙啊，我张文张爽个嘞，你阿里一边，喏，所以就那个，闽南话阿才没有诶，大陆人阿来说啦，闽南话特特别，喏，白皮佬偏慢慢滴乌，喏，男女表，哈啦，闽南社会里底男女表呢，第一红娘咧，第二恰恰来，啊，古说世上冇得爷咯无所谓咯，少得你啷出来嘞，啊，世上冇得爷，闽南不包你。 不包你，好啦，我就给你给再拿嘛。白皮肉皮啊，慢慢滴用，开哦哦，当年嘛，卤得开的肉片。你侬哎呦，那样啦，哦，当天侬那样子啊，八烧椒毛烧的，喏，不包嘛，安尼料椒，喏，白皮肉皮啊，慢慢滴用，好啦，哪里要味没有嘛？第六道，首先 d i a 不包椒的酱，不包嘛，不包嘛，没侬被烧鸭的阿那个等蛋啦，没侬对象变身上嘛。 မင်းတို့ပေးဆက်နေရတာတန်သလားမင်းတို့နေရထားရတဲ့အော်နေနေရတဲ့ဒီတော့စကန်ဒီမှာဘလောက်ဒုက္ခရောက်လဲဆိုတာငါသိရငါတွင်းကြကြသိရအဲ့နေရာနော်အဲ့ကနေလေးမှာအစတော်ကဥတမ်းမြအတွေ့ရမှုဥက္ကဋ္ဌကတမလဘောနော်အဲ့မှာအုတ်ချုပ်ခဲ့စဉ်အခါကငါတို့ရှိရှိစဉ်အခါကနော်နောက်ပြီးတော့မင်းတို့တိမာပါလက်ဝဲဂျိုးလေးသမိုင်းကြသမိုင်းကြတော့၅ယောက်ရှိတယ်နော်သမိုင်းကြတော့၅ယောက်ရှိတယ် 以后你参加什么人家呢？那我出来什么人家？阿弟嘛，阿舅舅阿叔啊，单位他上开黑，喏，四百一嘛，四百一阿嘛属于九折，喏，明后天要要不要？阿弟呀，我嫩嫩起步了，我嫩啦，阿弟呀，哎，阿样你出来就是，你谈点啥么药品？你那呃，明后天谁老忙活去？谈点啥？天灵盖说了，是的，喏。 天天这样哩，十多万的水，几多只，几多百，哎嘛，多家的干木木鸡，多家多家的干出来，死的，没得死用，要不要啊？喏，还有白皮肉，也要慢慢炖，烂了不要的，喏，吃肥的，米诺吃肥肉还好嘛，喏，米诺无利息息，我还不买呢，不然我水太大的，啊，最好的，皮都露出来的，米诺无。 哎，人话二万年六千多岁，这个嘞社交媒体帮忙，录的阿娘你表演一下，喏，你阿妈先一段，面容嘛悲伤，对人来讲，喏，面容嘛阿得力嘛悲伤不，面容面长皱纹嘛悲伤，对人讲，漂亮你啦，阿娘嘛娘你，那个人话表演下，哎，他面容那么长，喏，啊不，大家古帮那些图片都还在这个视频里，都没长皱纹呢，都啊，足足哦，连长到六十三啦，大大的样的细。 ကဲဒါတော့ဥကျော်ရဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့လက်ရချဖန်ခံမယ်ဆိုရင်တော့တော်တော်ရရဖြစ်သွားမှာပေါ့နော်ထွက်ပြေးမယ်ဆိုရင်တော့ဘောတော့ဘွားလာမဟုတ်ဘူးဆိုတော့ကိုသုံးသပ်ပေးတာဖြစ်ပါတယ်ဘာလို့ဆိုတော့အဲ့ဒီဒေတာတွေမှာ तू တော်တော်လေးကျွမ်းကျင်လာတဲ့နေရာမှာရှိပါတယ်နော်ကဲနောက်ဆုံးပါနော်ဒီ live ပေါ်မှာပြောင်းနေပြောင်းစားပြီးပြောနေတဲ့ဘောမတကောင်ကိုကိုစီဖိတ်ထားတဲ့နားအောင်ကြည့်အောင်နော်အတန်ထွက်နေကြတဲ့ခိုင်နှင်းဝေဂီဟာပတ်စံ330မှားလွဲတဲ့ကိစ္စမှာကျွန်တော်ဘာမှတော့မပြောခဲ့ဘူးရှိမှာဒါပေမဲ့အခု ီပတ်စံကိစ္စနဲ့ပတ်သက်လို့တို့စစ်တပ်အတိုင်းဝိုင်းအကောင့်တယောက်တင်ထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တွေ့ရတဲ့အချိန်မှာဒီစစ်တပ်ထောက်ခံပါတယ်ဆိုတဲ့အတိုင်းဝိုင်းဟာဒီကကိုလိုရောကိုဆွဲဗျမ်းမလားပေါက်ပန်း40ပြောဖို့တော့ပဲတိတယ်ကောင်းလီလားလို့တော့ကျွန်တော်ထင်မိတယ်နော်ကြည့်လက်ရှိတို့စစ်တပ်ပါသူအစိုးရဆိုပြီးတော့ပိုင်ပိုင်ဆိုပြီးတော့ဒီဘုံမှာကိုရက်ကတော့ကျွန်တော်သူ့ဗီဒီယိုဖိုင်တစ်ခု reaction လောက်လိုက်တည်တယ်နော်အဲဝင်နေလောက်နေတာဟာဒီဘုံမှာအဲထဲမှာပေါ့နော်လက်ရှိအခုနောက်ပိုင်းမှာဒီစစ်တပ်ကိုဘာလာလာဆွတ်ထောက်ခံတဲ့အဲထဲမှာ ်နော်အဲ့ဒီ account တက်တင်ထားတဲ့ video file လေးကိုကျွန်တော်တို့ဒူကြည့်ပါနော်ဘာပြောထားလဲဆိုတော့လက်ရှိခိုင်နေဝင်ကိစ္စကိုဒူပြောထားတဲ့ဟာနော်ကျွန်တော်ဒူရီရှင်လုံးကြီးကြည့်ပါမယ်နော်အဲကြောင်မျိုးမင်းကကြောင်မျိုးမင်းကမခိုင်နေဝင်ရဲ့ online ပါလဲ KV 330ကိစ္စကိုပြောနေတာရှိတယ်နော်အဲ့ဒီပြောနေတာရှိတာကိုကျွန်တော်နားလည်အောင်ပြန်ပြီးတော့ဖြည့်ရှင်းပြတာရှိတယ်ကြောင်မျိုးမင်းကိုဒါကျွန်တော်အဲဘာညာလောက်တယ်ဆိုတော့ထဲမှာဆုံးလို့လည်းပြောပြအောင်မယ် ကျောင်းမြုံမင်းကသူပြောလိုက်တဲ့ဇာတ်ကားကမခိုင်နင်းဝေးဒီမှာဝင်သွားတဲ့ပတ်သက်ကိုပြန်ထုတ်ပေးလိုက်ပြီးသွားတာ ਉਹ ဒါအရှိတေဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပြောတာမျိုးရှိတယ်။နော်ပြောတာမျိုးရှိတယ်။อืมဒါကတော့သူ့တေးတန်ရှင်ပိုင်ကြီးလို့တော့ပြောတာပဲ။ဘယ်နေရာတေးတန်ရှင်နဲ့တေးတန်မရှိလားလားတေးတန်မရှိနာလားတော့ကျွန်တော်လည်းမပြောမတတ်ဘူး။နော်အဲသူပြောတဲ့ကိစ္စဒါကျောင်းမြုံမင်းကပြောထားတာတော့ဒီပတ်သက်30ဝင်လာတယ်ပြန်ထုတ်ပေးတဲ့ PY ပြက်တနာဘာမှရှိစရာအကြောင်းမရှိဘူး။အာယုံနောက်စရာအကြောင်းမရှိဘူး။ကျောင်းမြုံမင်းကသူတို့ပြောထားလိုက်မယ်။နော်ဒါကိုအခုသူကပြန်ပြောတာနားထောင်ကြည့်ပါ တော့အဲ့ဒါလေးတွေကိုကျွန်တော်ပြည်သူတွေကဟိုနည်းနည်းအလွဲချော်တွေတွေးသွားမှာဆိုလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဒီတပ်မတော်ကြီးရဲ့လက်အောက်မှာရှိနေတဲ့တပ်မတော်ရဲ့အဲအုပ်ချုပ်မှုညနေအောက်မှာရှိနေတဲ့မြည်ပြီးဖွဲ့စည်းမှုဆိုအတိုက်ခိုက်ခံရမယ်အစော်ကားခံရမယ်ဒါပြဿနာရှာခံရမယ်နော်အော်သူပြောတာကတိုက်တက်မတော်လက်အောက်မှာရှိတဲ့ဘယ်အဖွဲ့အစည်းလို့ပြဿနာရှာခံလို့လက်ရှိခိုင်နေဝင်ဒီဟာကတက်မတော်ရဲ့အဲအောက်ဆုံးမှုအောက်မှာလက်ရှိသူတို့စစ်တပ်ကအောက်မှာပေါ့နော်အာလာတိန်ခါတဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့အောက်မှာဆိုတော့ဒါသူပြောတာပေါ့နော်အောင်မြင်အောင်မြင်တော့ထိုးနှက်ခံရမယ် ်နော်ဘယ်ပရိုက်တာပဲလို့လို့အဲ့ပရိုက်တာကိုဝိုင်းပြီးဘူးထုကြမှာပဲနော်နောက်မခိုင်နေဝေဘက်ကခမားလို့စဉ်းစားကြည့်တင်းတော့ပါပတ်သက်30ဝင်လာတယ်ဟုတ်ပြီ30ဝင်လာလို့ရော့စုပေးလိုက်လို့ရှိရင်မရဘူးလားရတာပေါ့အရန်ရတာပေါ့လွယ်တာပေါ့နော်လွယ်တယ်ကျော်မျိုးမိစီကို30ဝင်လိုက်မယ်အာကျော်မျိုးမိမားပြီးတော့ဝင်သွားပါလေဆိုထုတ်ပေးပါဆိုလို့ချင်းဖတ်ဆိုကျော်မျိုးမိချက်ချင်းထုတ်ပေးလို့ရတယ်ဟုတ်တယ်ပါပြလို့လဲဆိုတော့ကြော်မျိုးမင်းကတဦးတယောက်ထဲမို့လို့ခိုင်နှင်းဝင်ဆိုတဲ့ဟာကပရိုက်တာဒါဂေယာဖြစ်တယ် အဲ့မှာဝင်လာတဲ့ငွေစီးဆင်းမှုကိုစည်ရင်းစရာနဲ့လောက်ရတယ်နိုင်ငံတော်အစ်စ်မန်းစစ်စစ်မြည်သည့်အဖွဲ့ကြီးကပဲလာဆက်ဆက်စည်ရင်းစရာနဲ့ရှိဟုတ်တယ်ဒီ KB 330ဝင်လာပြီဒီစာရွက်တွေဝင်လာပြီဒီငွေစည်ရင်းပဲပြောက်သွားလဲပြန်ထုတ်သွားပါလဲဆိုတော့ပြောလို့မရဘူးအဲ့တော့ဒီစည်ရင်းဝင်လာတဲ့ဒီလိုပြန်ထုတ်ရပါတယ်ဒီနေရာမှာပြန်သွားပါဆိုစည်ရင်းစစ်ဝင်လာလို့ကျရင်စနစ်တကျနဲ့ပြန်လဲပြသထည့်ရှင်းရမှာရှိတယ်အဲ့တော့အချိန်အကန့်တနဲ့ရှိတယ်သူတို့ရဲ့လုပ်ငန်းလုံဆောင်ချက်ကလုပ်ငန်းတိုင်းကလုပ်ငန်းတိုင်းမှာသွားကြတယ်တခုတယောက်ပဲဟိုကျွန်တော်တို့ဒီ ပုဂ္ဂလိကကိုတခုတယောက်ရဲ့ personal ကိစ္စတွေလည်းမဟုတ်ဘူးเนาะဒါ public ပုံမှန်ခြားပြရမယ့်ကိစ္စတွေဖြစ်နေတဲ့အတွက်ဒါသူလှုပ်ဆောင်တာရှိတယ်ခင်ဗျားတို့ကအဲ့လောက်ပဲတွေးတာလားမဟုတ်ပုံမဟုတ်မဟုတ်ကျွန်တော်ပြောမယ်ခိုင်နေဝေဂေဟာကိုမှန်တဲ့ဂေဟာဆိုတာအဖွဲ့အစည်းလောက်ရတာเนาะတနေ့ကိုလူဘယ်လောက်လှုပ်လဲလူရဲ့တရားလှုပ်နေလို့လားမရှိပါဘူးဟုတ်လားခိုင်နေဝေဂေဟာကိုတနေ့အလှူရှင်တရားနေ့တိုင်းလှုပ်တာ90တောင်မရှိဘူးကျွန်တော်ပြောမယ်เนาะလူ90တောင်မရှိဘူးကျွန်တော်တို့တော်လိုင်းအဖွဲ့အစည်းတွေ တနေ့အ ਨੇ ဆုံးလူတရာကျော်လေလူနေတဲ့ဟာနော်အဲ့လိုဟာမျိုးတော်မှအဖွဲအစည်းဆိုတာစရင်ခံရှိတယ်အဲ့လိုအဖွဲမျိုးတော်မှကျွန်တော်တို့တွေမှားလွဲတာတွေရှိတယ်မှားလွဲဆိုပြီးလာလိန်တာတွေရှိတယ်တကယ်မှားလွဲတာတွေရှိတယ်ဘယ်လိုပဲလုပ်လို့လွဲလာပြီဆိုတဲ့ကဒီငွေဝင်မဝင်ဆိုတာစရင်ကင်ထားတဲ့လူကဘန်အဝင်မှာ statement မှာစစ်လို့ရတယ်ဟုတ်တယ်နော်ဒီငွေကဝင်လာတယ်သိကြတယ်မဝင်ဘူးလား ိမ်မှားလွှဲတဲ့လူဆိုရင်ငွေဘယ်တော့လွှဲလာလဲ2000လွှဲလာလဲဒီလူတန်းက200လွှဲတယ်ဒါပေမဲ့2000မှားလွှဲတဲ့အတွက်1800ပြန်လွှဲပေးရမယ်အဝင်200ရှိအဝင်2000ရှိတာမယ်အနှုတ်1800ရှိတယ်အဝင်ချမ်းနဲ့အထွက်ချမ်းနှစ်ချမ်းရှိတယ်ရှင်းနေတယ်ပါနဲ့ဒီတဲ့မြင့်တာကိုတွေ့တာလူတယောက်ကငွေကိန်း30ကိုဟုတ်လားမြင့်တာကိုအတုတွေရော့အမကေဘေးတိုင်းသွားပြီကျွန်တော်ကကေဘေး70မခန့်နေဝင်စီလွှဲပေးပါလွှဲပေးလိုက် နောက်ကေငွေအတုပဲ၁၀သိန်းမခိုင်နေဝေစီလွှဲပေးလိုက်ပါလွှဲပေးလိုက်နောက်ငွေ၁၀သိန်းအတုပဲမခိုင်နေဝေစီလွှဲပေးလိုက်ပါဆိုသိန်း၃၀မခိုင်နေဝေစီဝင်သွားပြီတစ်ဖက်လက်ပြီးမခိုင်နေဝေစီအမရေကျွန်တော်မားလို့ပြန်ထုတ်ပေးပါကျွန်တော်ကဒီဟိုထည့်ဖို့ရှင်းတာပါဟွာဖို့ရှင်းတာပါဒါတော့နည်းနည်းဟုတ်ဆုံးတော့အတုကဒီဒီဘက်မှာငွေလွှဲတဲ့စီမှာရောက်ပြီးတော့အစ်စ်ကြတော့မခိုင်နေဝေတစားကန်နဲ့ခေါ်ထုတ်သွားတယ်တဲလို့အလွယ်တကူပေးလိုက်မယ်ဆိုလို့ရှင်ခေါ်ထုတ်သွားပြီအဲ့ဒီငွေတို့သုံးလိုက်တဲ့အဲ့ဒီအမျိုးသမီးကဘာဖြစ်လဲအဖမ်းလဲခံလဲခံရအောင်ဘယ်လိုလွှဲရလဲဒီငွေနောက်လိုက်တော့မခိုင်နေဝေစီရောက်သွားရော ဘသူအဖမ်းခံမယ်ဘသူတရားရင်ဆိုင်ရမလဲခင်ဗျားတို့အဲ့လောက်လွယ်လွယ်လေးလို့မထင်နဲ့တော့တိုင်းဟုတ်လို့ညံကြီးရှင်ရဲ့ဘာလဲစိတ်ကူးတွေယင်ပြီးတော့ဘာလဲဝတ္ထုရေးနေတာဟမ်ငွေအတုကိုနံပါတ်1ငွေအတုကိုလာပြီးတော့ပေးလို့ရှိရင်ငွေလွှဲတိုင်းအကေပေးလုံနေတဲ့ကောင်ကစောက်ဘောတရားမှမရှိဘူးကဲထားမင်းလိုမျိုးစောက်ဘောတခေါင်ပါလာလို့အဲ့ဒီငွေအတုကိုလက်ခံလိုက်ပြီဒါနော်မင်းကလက်ခံလိုက်တာမင်းကငွေလွှဲတိုင်းကေပေးတိုင်းမင်းတို့စောက်ဘောကငွေအတုမှမတိလို့လက်ခံလိုက်ပြီနော်လက်ခံပြီးမင်းဘန်းအစင်း ဘန်းတူပန်တွားမှာခိုင်နေဝေးအကောက်ထဲကိုနော်အဲ့တော့ခိုင်နေဝေးအကောက်ထဲကိုတွားမယ်အဲ့ဒီငွေကမှားနေတယ်လို့ပြောလို့ရှိရင်ဘယ်ကပြောရမှာလဲလူပုတ်ကောကတွားပြောရမှာလားလွှဲလိုက်တဲ့ဘန်းအကောက်ကနေမှားနေတယ်လို့ပြောရတာလားဒီလွှဲလိုက်တဲ့ဘန်းအကောက်ကနေဒီခိုင်နေဝေးဘန်းကိုငါဒီကနေမင်းကိုမှားလွှဲပြီးတယ်ဒီကပြောရတယ်မဘန်းအကောက်တက်တယ်ရှိတယ်လေโอเคအဲ့တော့ခိုင်နေဝေးကကဲမင်းမှားတဲ့ငွေရော့အင်းပြန်ပေးမယ်ဆိုလမ်းဘေးကမင်းတို့တံတောင်းစားမျိုးရော့အင်းကိုပေးရမှာလားဘယ်အကောက်ကိုလဲ တောင်းဖို့အပြင်မှာလာယူမယ်ဆိုလေနှစ်ပုံတင်ဟုတ်တယ်မလားအားလုံးတက်တယ်ယူပြီးရောအင်းပေးရမှာလားပတ်စရာအကြောင်းဘယ်နေရာကိုရှိလဲငေါ့ပြန်တယောက်နဲ့တယောက်ကိုယုံကြည်မှုတွေမထားတဲ့အတွက်အဲဇော်ဘွေးကိုဇော်ဘွေးဆိုတဲ့ကိုဇော်ဘွေးယုံကြည်မှုမထားတဲ့အတွက်တမ်းတော်ထောက်ခံတဲ့လူကသွားထိုးနှက်မယ်ထောက်ခံတယ်ဆိုပြီးပြောတဲ့သူတွေထိုးနှက်အောင်မယ်ပိုင်ရဲကိုလည်းသူဒီ၎င်းမယ်ပိုင်ရဲကိုကိုဟိုပြောမယ်အဲငါကတမ်းတော်သားငါဆက်ထွက်ဘာလို့ညာထွက်နဲ့ထိုးနှက်အောင်မယ် အဲ့ဒါတွေကိုတော့ကျွန်တော်တို့ကတော့မတုံ့လို့ဘူးကိုစော်ဘောကြီးလည်းတုံ့လို့မှာမဟုတ်ဘူးနော်အဲ့လိုပြောနေလို့လည်းတိတ်ဆိတ်ဝင်စားဘူးအဲ့တော့ခဏလေးကျွန်တော်တို့ကမင်းတို့မှထိတာမဟုတ်ဘူးမင်းတို့မှတွေ့တာမဟုတ်ဘူးတွေ့ရတယ်အဲကိုတော်ဘောရုံမိပြီးအောင်မြင်သွားတဲ့ဆိုရင်လည်းအောင်မြင်တာများလာလေဒီတေဖို့နီးလာလေလေပဲလို့ကျွန်တော်ပြောချင်ပါတယ်ဗျာအောင်မြင်မှုစီတေမန်းပွင့်တာပဲနော်အောင်မြင်တော့တေမန်းပွင့်မှာပဲဘာဖြစ်လို့ဆိုတော့တန်းကိုရှင်းမဲ့သူတွေကအဲပို့ဖို့နီးကပ်လာတယ်အဲ့ဒါမျိုးပြောချင်ပါတယ်နော် ကဲလိုင်ကြီးတဲ့ပိုင်ကြီးကတော့အာမင်းနဲ့လှုပ်စီးပြီးနေလိုက်နေတာအကြောင်းကိုအခုလုံးတို့ဘယ်မှမသာတွေထွက်ပြောတော့ကိုရီးယားရဲ့ reaction ကလှုပ်ပေးရတယ်နော်ဒါတော့ဒီ video file မှာကျွန်တော်အဓိက message ပြချင်တာတော့နော်ဟိုခန်းမခိုင်နှင်းဝင်ရဲ့ case မဟုတ်ဘူးနော်ကျွန်တော်အဓိက message ပြချင်တာလက်ရှိသူတို့ဘောမအတိုင်းဝိုင်းအကောင်တွေရဲ့ brain level ကိုမြင်အောင်ပြတာဒီအဲ့လိုကောင်မျိုးတွေကဒီစစ်တပ်ကိုငါတို့တမလို့ကြီးကွာဆိုအားပေးတယ်မင်းအောင်နိုင်လို့စောက်ပူတာငါ့မှာကာရုပ်ကြီးကွာဆိုပြီးတော့ ဖန်ပန်စစ်တပ်ကိုတက်အောင်ထုတ်တယ်ပြီးတော့ဆော့ပေါက်ကရိုက်ဆောက်လုပ်တယ်အဲ့တော့တေဘောဘိုးမှာမနေအောင်ကလာတာဘယ်တော့တေသွားလဲဟုတ်လားကရင်ပြည်နယ်မှာတနေ့နဲ့တမနဲ့တွေစကန်းနှစ်ခုနဲ့စစ်ကြောင်းတစ်ကြောင်းအပြုတ်ပြုတ်ခံထိလိုက်တယ်အဲ့တော့အဲ့ဒီဘဝတွေအတွက်ဘလူအာမခံပေးတယ်အဲ့ဒီလိုင်ကြီးတဲ့ပိုင်ကြီးအာမခံပေးတာမပေးဘူးဒါပေမဲ့အာမတော်တော့ဘာဖြစ်လို့ညာဖြစ်တယ်မြောက်ပေးတာဘလက်ကမြောက်ပေးရတာဗောဒီကောင်လေးအခြေခံတစ်ခုပြစ်တိုက်ခိုင်းကြည့်ပါဟမ်ခမရတော့မယုံရင်အဲ့ဒီလက်ရှိစစ်တပ်ထောက်ခံနေတဲ့ကောင်တွေကို ရှေ့တန်းထွက်ပြီးစစ်ကြောင်းကိုလိုက်ခိုင်းကြီးလိုက်မင်းတို့စစ်သားနေတဲ့တူတူအဲ့ကောင်လိုက်မလားလို့အဲ့ဒါအဖြေပဲလာခဲ့ငါတို့တော်လှန်ရေးအတွက်နော်ဒါကိုစီခမားနေရမှာကျွန်တော်ငွေရှာပေးမယ်ထောက်ဖို့လို့မယ်ခမားရှေ့တန်းသွားဆွဲလာငါရင်ကောက်ပြီးထွက်သွားမယ်ကဲရှင်းရတော့နော်အဲ့တော့အစ်စ်မပြောနဲ့ကွာလားတကောလုံးဘုံစင်ပေးလိုက်မင်းအောင်နိုင်လိုက်မင်းခုံချရတော့ခုံချပေးလိုက်မယ်လားကဲသိလားစောက်ပုံလေးမပြောဘူးငါတို့ကတော်လှန်ရေးဘက်မှာအဲ့ဒါငါမှမဟုတ်ဘူးဒီတော်လှန်ရေးဘက်မှာပါဝင်နေတဲ့သူဘသူဖြစ်ဖြစ်နော် အပေါ်တွေမပြောဘူးခံယူချက်ခိုင်မာချက်တက်လုံနေတဲ့လူကြီးပဲအေးကိုကျိုးရှာတဲ့လူစုံယူပါခြင်းပါလိမ့်မယ်ဒါပေမဲ့အများစုများကြီးအနေကြီးကိုချိန်လိုက်ကြည့်မင်းတို့စစ်တပ်ဘက်မှာစစ်တပ်ကိုထောက်ခံနေဆိုတာကခံယူချက်ခိုင်မာချက်တကောင်မှမရှိဘူးလှုပ်ရှားနေတာပေါ်တွေတကယ်ကခံကြည့်အုံပြီးမဲ့ကောင်တွေနော်ရှင်းရှင်းလေးပဲအဲ့ဒါအဲ့ဒါအပြေပဲအဲ့တော့ဟိုဒီတိုင်းပြည်မှာလေဝင်းကပြောလို့ဒီပွဲကတော့နောက်ဆုံးပွဲပဲသူ့ဘက်ကိုပဲအပြက်ပြက်တဲ့ပွဲဘာမှမဆိုတော့ဒီတော်လိုင်းမဖြစ်ခဲ့ရင်တော်တော်ထဲမှာဒီကနန်း25ခေါင် နော်25ညာခိုင်နှုံးမှာကလန်ကလန်တောက်လျှောက်တိုက်နေမှာအဲ့တော့ဒါကြီးကဟိုရင်ချားစီးရေးဆိုတဲ့မူအောက်မှာအဲတောက်လျှောက်သွားနေရမှာဒါပေမဲ့ဒီလိုပွဲဖြစ်လိုက်တဲ့အတွက်အကုန်လုံးပိန်ပြီးတော့အပြတ်ထက်မှာကိုရှုံးလဲဒီကောင်တွေတိုင်းပြတ်ပြီနော်ရှင်းတယ်တော်လိုင်းဘက်ကရှုံးဝမ်းကြည့်အာနာရှင်ရပါကြည့်မင်းအောင်လိုက်မဟုတ်မင်းအောင်လိုက်ကိုဖမ်းပြီးတော့စိုးမင်းအာနာထပ်သိစိုးမင်းကြိုက်ချက်ကောင်တက်နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကိုလည်းအာနာသိမ်းပြီးတော့စစ်ကာကွယ်ရေးစုတက်လို့အဲ့တိုင်းပြီးပြတ်မှာပဲ။ဘာဖြစ်လို့လဲဒီအာနာရှင်စနစ်ကဒါပဲလေ ကျွန်တော်တို့ပြောနေတာမင်းအောင်နိုင်မှာမဟုတ်ဘူးဘယ်လူပဲတက်လို့တက်လို့ဒီစစ်စက်ကြီးဆိုးတဲ့မူဝါဒကတိုင်းပြည်အတွက်ပျက်စီးဖို့မရှိဘူးစစ်တပ်ဆိုတာတိုင်းပြည်အုပ်ချုပ်ဖို့ဖွဲ့ထားမှာမဟုတ်ဘူးတိုင်းပြည်ကိုကာကွယ်ဖို့ဖွဲ့ထားတာသူ့ရဲ့စအောင်ဆုံးအနီမိုက်ဒီပထမနော်ဒီရီမန်းချက်ကြောရိုးဖို့တဲ့ကတိုင်းပြည်ကိုကာကွယ်မဲ့အဖွဲ့အစည်းတိုင်းပြည်အုပ်ချုပ်ရေးအဖွဲ့မဟုတ်ဘူးအဲ့တော့စောက်တလွဲတွေနေရာတွေရှောက်ဝင်တဲ့အတွက်တိုင်းပြည်ပြက်တာဒါပဲအဓိကတော့ကဲဒါတော့ကုစရေးတုံးသက်ချက်ပြီးလို့ဟိုင်းဖြစ်ပါနော် အဲ့တော့ဘောမာတွေလိုင်းပေါ်မှာဟောင်းလာပြီဆိုအများနဲ့ပဲခုလိုမျိုးပေါ့ဒက်ပြန်ပြန်ပြီးတော့ပြောပြတဲ့ကိုစီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်အဲ့တော့ ဒီကျွန်တော်ရဲ့မိသားစုတွေအားလုံးလည်းပေါ့နော်ဒီရပိုင်းထဲမှာကြားရတိုင်းပဲကရင်ပြည်နယ်မှာတော့ပေါ့နော်တရက်ကိုစခန်းတစ်ခုသိမ်းနေတဲ့အနေအထားတွေ့ရပါပေါ့နော်အခုဆိုရင်မြောက်ရီမြို့နာထီရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်မနစ်ကလိုမျိုးပေါ့နော်မြောက်ရီမြို့သိမ်းတိတ်ဝေးကြီးကိုမကြခင်ကြည့်ရတော့မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်နော်အဲ့တော့ဘာဖြစ်ပြောဒီရခိုင်မှာရှိတဲ့တာလီဇော့တွေကလည်းပေါ့နော်အခုဆိုရင်မုံတိုင်းရောက်မဲ့အခြေအနေရှိတဲ့အတွက်အားလုံးပဲမလို့ဘသားအခြေအနေသတိထားကြပါလို့ပြောဆိုရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသတ်လိုက်ပါတယ်နော်အစားဆုံးပြီးကြည့်ပေးကြရတယ်မြတ်ပြည်သူရောက်စတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းရဲ့ စ်ပေးငလင်ပေးလေရင်ပေးဘေးရင်တွေပေါင်းစုံပါခင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။